ကရနီပြည်အတွင်းမှာနေထိုင်ကြတဲ့ကော်ယောဒါမှမဟုတ်မနုမနောဆိုတဲ့လူမျိုးနာမည်ကိုကော်ယောမနုမနောလို့ပြောင်းလဲခေါ်ဆိုကြဖို့မေလ28ရက်နေ့မှာကော်ယောမနုမနောစာပေနဲ့ရည်ကြီးမှုကော်မတီကအတိအပြထုတ်ပြန်ထားပါတယ်။အဲ့ဒီနာမည်ပြောင်းလဲသတ်မှတ်ခေါ်ဆိုဖို့ကိုပြီးခဲ့တဲ့မေလ29ရက်နေ့မှာဒီလချူကြီးရွာမှာတွေ့ဆုံညနိုင်အစည်းအဝေးတရက်ကိုပြုလုပ်ခဲ့ပြီးသဘောတူလက်မှတ်ရေးထိုးခဲ့ကြတာပါ။ ကရနီပြည်အတွင်းမှာနေထိုင်ကြတဲ့ကော်ယောမနုမနောလူမျိုးတွေဟာနေထိုင်ကြတဲ့ဒေသတွေကွဲပြားတဲ့အပေါ်မှာမူတည်ပြီးခံယူသုံးနှုန်းကြတဲ့လူမျိုးနာမည်တွေကမတူကြဘူးလို့ဆိုပါတယ်။ကော်ယောမနုမနောလူမျိုးစုတွေဟာအရင်ကတိုးခုတ်အုပ်စုနဲ့နန်းဖဲအုပ်စုတွေမှာမနုမနောဆိုတဲ့နာမည်ကိုအသုံးပြုခဲ့ပြီးဒေလဂျူအုပ်စုမှာတော့ကော်ယောဆိုတဲ့နာမည်ကိုအသုံးပြုခဲ့ကြတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ူမျိုးစုကြားမှာခွဲခြားမှုတွေဖြစ်စေခဲ့တာကြောင့်လည်းအမျိုးသားဗဟိုကော်မတီအပါအဝင် စာပေနဲ့ရည်ကြီးမှုကော်မတီကအခုလိုမျိုးလူမျိုးစုနာမည်ကိုတမျိုးတည်းသတ်မှတ်လူကြောင်ဆွေးနွေးခဲ့ကသဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့သိရပါဗျ။